ားလုံးပဲမင်္ဂလာပါရေဝရှန်လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီမှာတော့ကျွန်တော်မိဘတွေကိုတင်ပြပေးမှာချင်းမောင်ဟင်းနဲ့ဝတားဟင်းနဲ့လဲနှိုင်လာလို့မိကုံထုတ်မဲ့သတင်းတွေကိုတင်ပြပေးပါမယ်ဆိုတော့လက်ရှိအချိန်မှာလဲ China get out ဆိုတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေအတန်ကတပြိုင်နက်တည်းမှာတစ်ချိန်တည်းမှာတူညီစွာထွက်ပေါ်နေပါတယ် ဆိုတော့ဒီကနေ့မှကျွန်တော်တင်ပြမယ့်အကြောင်းအရာတွေကလက်ရှိစီးရဲခြေနေတွေနဲ့တရုတ်ပအဝင်ပတ်သက်မှုတွေရတန်းကရရမဲ့အကြောင်းတွေကိုတင်ပြပေးမှာပါ။ဒါကြောင့်ကျွန်တော်ရဲ့ view ကိုအဆုံးထိဝန်းရံကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်သူတဦးချင်းစီတိုင်းကိုဒလေးတစားဖိတ်ခေါ်လိုက်ပါတယ်။ချမောင်ဟင်းနဲ့ဝတားဟင်းနဲ့လဲနှိုင်လာလို့ကျွန်တော်ကတော့ပွင့်လင်းစွာ မေးရမယ့်အချိန်ရောက်နေပါပြီ။ကျွန်တော်တို့နိုင်ငံတကာနဲ့ပတ်သက်ပြီးတော့အကောင်းမွန်ဆုံးဆက်ဆံခဲ့တာကိုလည်း အကျွမ်းရင်းပြပပြည်သူတွေနိုင်ငံရေးစစ်ရေးလက်ရှိအခြေအနေတွေမှာကျွန်တော်တို့ဒါဒီနိုင်ငံခြားကယင်းညှို့နေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မထိခိုက်အောင်လှုပ်ဆောင်ခဲ့တယ်ဆိုတာကျွန်တော်ရဲဘော်တိုင်းရဲ့ဒါပင်ကိုအသိစိတ်နဲ့ပြီးတော့ကျွန်တော်နဲ့နေဆက်စီးထိဆက်နေတဲ့ခြားသောနိုင်ငံတွေကိုလေးစားမှုကြတဲ့သဘောလဲပါပါ ဆိုတော့ကျွန်တော်တို့လေးစားပေးမယ်ကျွန်တော်တို့ပေါ်မလေးစားတဲ့အခါမယ်ကျွန်တော်တို့ကတော့ပြက်ပြက်သားသားအရေးယူဆောင်ရသွားမှာဖြစ်ပါတယ်ဟုတ်ပြီခြာနာဂရောက်ဆိုတဲ့သတင်းတွေမပြောခင်မှာလာရှုံမျိုးကိုသွားရောက်မဲ့ချီလင်းချင်းမြန်တက်ရင်တွေကိုအကြမ်းမဲ့ဖက်စစ်ခွေးတက်ကဘလို့မှားလဲရဲရဲတောက်မိကွန်းကြီးတွေပြီးတော့ရဲရဲတောက်မူတီပေးတဲ့စကားတွေကိုကျွန်တော်ရဲ့မိဘတွေကိုတင်ပြပေးပါမယ် ဟုတ်ကဲ့ပါကာဝယ်ရေးဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးဟာလာရှုံးမျိုးကိုဝင်ရောက်မဲ့ချီလင်းချင်းမြန်တရင်တွေကို သူဘလို့မှားလဲဆိုတော့မင်းတို့ဘာမှကြောက်စရာမလိုဘူးအရင်ကလိုကိုကန်တက်တွေက ဖြစ်တာခတ်တာလုံမှာမဟုတ်ဘူးငြိမ်းချမ်းရေးရယူပြီးပြီတို့ညီအကိုတွေဖြစ်သွားပြီ တခုခုဆိုကိုကန့်တက်တွေကကာဝယ်ပေးလိုက်မယ်။ဟိုဆောင်ရင်လဲလာကြိုလိုက်မယ်။တိုင်တိုင်းမင်းမင်းလုတ်ကြလို့သူမှတ်ကြခဲ့ပါတယ်။ဆိုတော့သူဘာကြောင်သူအောက်ကချီလင်းချင်းမြန်တက်ရင်တွေဒီစကားတွေသူမှားနေရတာလေ။ရဲတရဲရဲချေမုံဆိုတဲ့ စောင်းမုတ်ကြီးကိုသူတို့ကို၌ချနှင်းပြီးတော့မင်းတို့ဘာမှမကြောက်နဲ့ဆိုတဲ့စကားမျိုးကိုဘာကြောင့်ထဲ့သွင်းပြောဆိုတာလဲဆိုတော့သူတို့ပြောတဲ့စကားတွေမှာသူတို့ရဲ့အကြောက်တရားကပါသွားပြီပြီးတော့အရင်လိုကိုကန်းတက်တွေကဖြစ်တာခတ်တာလုံးမမဟုတ်တော့ဘူးဆိုတော့ကျွန်တော်တို့ကိုကန်းတက်ဖွဲ့ဝင်တွေနဲ့မာမိတ်တက်ဖွဲ့ဝင်တွေကျွန်တော်ပြည်သူ့ကာကွယ်ရေးတက်ဖွဲ့ဝင်တွေကိုသူတို့တွေ အသေးကြောက်သွားတာကိုကျွန်တော်တို့ထင်ရှားစွာတွေ့ရမှာဖြစ်တယ်။ငြင်းငြင်းရေးရှားอยู่ပြီးပြီးတို့ညီကိုတွေဖြစ်သွားပြီဆိုတော့ MNDAA EAO တဖွဲ့ဝင်တွေ ਨੇ အာနာမတရားလူယူပြီးတော့နှစ်ပေါင်းများစွာကျွန်တော်တိုင်းရင်းသားတွေကိုတပ်ဖြတ်ခဲ့တဲ့ကောင်တွေ ਨੇ ငြင်းချမ်းရေးရယူပြီးပြီးတို့ညီအကိုတွေဖြစ်သွားပြီဆိုတဲ့စကား တကယ်ရောမှန်နိုင်ပါမလားတခုခုဆိုရင်ကိုကန်းတက်တွေကကုညီပါလိမ့်မယ်ဟုတ်ကဲ့ပါကိုကန်းတက်တွေမဟုတ်ပါဘူးကျွန်တော်တို့မဟာမိတ်တက်ဖွဲ့ဝင်တွေရောကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတက်ဖွဲ့ဝင်တွေရောပြီးတော့အညာကနေပြီးတော့တကူးတကလာရောက်တွားရောက်ပြီးတော့အဲ့လာရှုအထိထမှန်ပြီးတော့ကုညီပေးဖို့အစီအစဉ်တွေလည်းရှိနေပါတယ် ကိုရောက်ရင်လာကြိုပါလိမ့်မယ်ဆိုတာလည်းပါပါသေးတယ်ဘလောက်တောင်ကြောက်နေလဲဘလို့မှကြောစရာစကားတွေမူတည်တူပြီးအာပြောဖို့အတွက်ဥပမာတွေကုံသွားတဲ့အခါမှာမင်းတို့ကြောက်စရာမလိုဘူးမင်းတို့ကိုအာဘယ်သူမှလည်းပြစ်မှာမဟုတ်ဘူးပြောချင်တာကတော့မင်းတို့အရင်အချိန်ကလိုတေမာလည်းမဟုတ်တော့ဘူးမင်းတို့အရှင်ဖန်းခံမှလည်းမဟုတ်ဘူးမင်းတို့ထွက်ပြေးစရာလည်းမလိုတော့ဘူး ဆိုတော့တာဝန်အရသာမဖြစ်မနေသွားကောင်းလဲသွားရမယ်ဆိုတော့သူတို့ရဲ့မိန်းမတွေကလည်းတော်တော်လေးကိုခုချိန်တည်းကမွေးငါပွဲတွေပဲပြင်ရတော့မလို့လူနာရေးဖိတ်စာတွေပဲကြိုပြင်ရတော့မလို့လူအခြေအနေမျိုးစုံကိုလည်းတွေးလန့်နေကြတယ်အကုန်လုံးကကြောက်နေကြတာကြောက်လဲကြောက်စရာကျွန်တော်တို့ပပတ်လင်မာကကျွန်တော်တို့တစ်ဖွဲ့ဝင်တွေကဝင်းရံပိတ်ဆို့ထားတဲ့အခြေအနေပါ ဆိုတော့လာရှုမြို့ကိုတော့ဝင်သွားပါတယ်ဟုတ်ပြီအဲ့လာရှုမြို့ထဲမှာသူတို့တွေခံစစ်ဘယ်လိုတဲမလဲဒါကကျွန်တော်ရဲ့မိဘတွေလာရှုရဲ့ Google Map ကိုကြည့်မြင်နိုင်ပါတယ်ကျွန်တော်တို့ကမြို့ပြင်ကနေပြီးတော့နေမြေကိုထိမ့်ချုပ်ထားတယ်ပြီးတော့မြို့တွင်းမှာလည်းပဲ MNDA ဆက်ဆံရေးယုံနေထားရှိထားတယ်ပြီးတော့ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်းပဲ အချိန်ပြည့်စောင့်ကြည့်နေတဲ့အခြေအနေမှာသူတို့ကိုနိုင်လေသိဆိုတော့ယင်ချိန်တော့ကလိုမျိုးကျွန်တော်တို့စစ်တိုင်းဌာနချုပ်တီတိဆောက်နိုင်တဲ့အခြေအနေလေရှိလာမှာမဟုတ်တော့တကယ်လို့ထပ်မံပြီးတော့တိဆောက်မယ်ဆိုရင်လည်းပဲအဲ့ဓာတွေကပလိုင်းတွေကဖားတငယ်တွေပဲဖြစ်နေပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့တော်လန်ကြီးဟာနှစ်ပေါင်းများစွာဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေနဲ့နှစ်ပေါင်းများစွာ ခံခဲ့ရတဲ့ အခြေအနေတွေပြီးတော့လက်ရှိဒါအကုန်လုံးကိုစုပြုံရှင်းနေရတဲ့သဘောတရားတစ်ခုမှကျွန်တော်တို့ဒါတော်လန်သောလူငယ်တွေအနေနဲ့ကတော့ပုံဝင်လေးလေးပြောမယ်ဆိုရင်တော့သဘောကျဂျင်းတ်တယ်ရှင်းစရာရှိရင်ဒီချိန်ထဲမှာတစ်ခါတည်းရှင်းမယ်နောက်တစ်ခါကျွန်တော်တို့ထပ်ပြီးတော့ရှင်းမှာမဟုတ်ဘူးဆိုတော့ဒါကြောင့်ဒီနေ့မှာချမောင်ဟင်းနဲ့တရုတ်ဝတ်သားဟင်းနဲ့လဲနိုင်လားမိကုန်းကျွန်တော်တို့က မေးပါမယ်ဆရာ2021ခရေကကျွန်တော်တို့မလုံနိုင်တာဘာမှမရှိဘူးဆိုတာကိုလည်းကျွန်တော်ရဲ့ပြည်သူတွေကျွန်တော်ရဲ့မိဘတွေတွေ့ခဲ့ရမှာဖြစ်တယ်ကျွန်တော်တို့ကဘလို့တွေပဲအထင်သေးတဲ့အမြင်မျိုးနဲ့ရှိနေပါစေကျွန်တော်တို့ကျွန်တော်တို့လုံဆောင်ရမယ်အချိန်တစ်ခုရောက်တာနဲ့ကျွန်တော်တို့အဲ့ဒီအလုပ်ကိုပြပြပြင်းပြင်းအောင်မမြင်လုံဆောင်နိုင်ခဲ့ပါတယ်ဟုတ်ပြီကျွန်တော်တို့ ဗီယက်နမ်ကဖြစ်စဉ်လေးတစ်ခုကိုကျွန်တော်မိဘတွေကိုတင်ပြပေးခြင်းပါတယ်2014ခုနှစ်မှာဖြစ်သွားတဲ့ဖြစ်စဉ်မှာဒီဖြစ်စဉ်မှာဗီယက်နမ်ကပြည်သူတွေကိုကျွန်တော်တို့ဒါတရုတ်ကဒီအစိုးရကိုနော်ဒီအစိုးရဘလောက်ထိတောင်ကြောက်လန့်သွားလဲဆိုတာကိုကျွန်တော်တို့2014မှာဗီယက်နမ်မှာပြတ်တနိုင်ခဲ့ပါတယ်ဗီယက်နမ်ပြည်သူတွေကဆိုတော့ဗီယက်နမ်နိုင်ငံတွင်းထဲမှာကျွန်တော်တို့လိုပဲသူတို့ဟာ ဝင်ရောက်ပြီးတော့ကစားနေတယ်ပြီးတော့ဝင်ရောက်ပြီးတော့ချက်လဲနေတယ်ဝင်ရောက်ပြီးတော့အုပ်ချုပ်နေတယ်ဆိုတော့ဒီအခြေအနေမှာအဲ့ဒီတရုတ်ဗဇက်ပေါက်ပိတ်သွားအောင်ဗီနန်ကပြည်သူတွေဘလူမျိုးလုဆောင်ခဲ့လဲဆိုတာကိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ပါဟုတ်ပြီအဲ့ဒီအချိန်ကကျွန်တော်တို့မျက်မှောက်ခေတ်ယနေ့ကျွန်တော်တို့နိုင်ငံတွင်းမှာကြုံတွေ့နေရတဲ့ပုံစံပါပဲစီနာတရုတ်ကြီးကဆရာကြီးပေါ့ဗျာ ခေတင်ရှင်ကြီးပေါ့ဗျာငိမ့်ချမ်းကြီးဆိုတာဒီနေ့ချိန်ထိပါဇက်သေးကမချတာရူဂင်းရုရှားတိုက်ပွဲမှာလည်းပဲငိမ့်ချမ်းကြီးကိုပါဇက်သေးမချတဲ့ကောင်ကရုရှားဘက်ကတရုတ်စစ်သားတွေပါဝင်လာတော့တရုတ်တန်ယုံကိုရူဂရင်းတန်ရူဂရင်းခေါင်းဆောင်ကခေါ်ပြီးတော့ချိန်မောင်းလွှတ်လိုက်တဲ့အခင်းချင်းတွေအာရပွဲကျွန်တော်တွေ့လိုက်ရပါတယ်ဟုတ်ပြီ မအားလို့အကောင်မျိုးကိုနဖားထိုးပြီးတော့ခိုင်းလို့ရတဲ့အနေအထားတစ်ခုကိုတရုတ်ကအသုံးပြုနေတာဖြစ်တယ်ပြည်သူနဲ့တရုတ်ကကျွန်တော်တို့တန်တမန်နီးရပြောချင်တာကကျွန်တော်တို့တည်သူကိုတရုတ်စီးအောင်လို့မရဘူးကျွန်တော်တို့ပြည်သူကိုသူတို့တန်တမန်နီးရအစည်းအဝေးရရပြီးတော့ဘလူးမျိုးကဲစဲရေးရဘလူးမျိုးပဲခေါင်းစဉ်တက်ပါစေကျွန်တော်တို့ပြည်သူကိုသူမလား နှစ်ဖာချိုးထိုးလို့မျိုးကျွန်တော်တို့ပြည်သူသူနှစ်ဖာချိုးထိုးလို့မရဘူးဒါလေးကလည်းကျွန်တော်တို့တရုတ်ကို lesson ပြန်ပေးမဲ့အကြောင်းအရာရဲ့အရေးကြီးဆုံးအချက်ပါဟုတ်ပြီဗီယက်နမ်မှာပထမဦးဆုံးခြေလှမ်းအနေနဲ့မြို့လေတရုတ်ပိုင်တမောသားရုံးကိုမိရှုပ်ပေးလိုက်ပါတယ်ဗီယက်နမ်ပြည်သူတွေကမိရှုပ်ပေးလိုက်တာပါ ဆိုတော့အဲ့ဒီအချိန်မှာတရုတ်တန်ယုံနဲ့ပြီးတော့အဲ့ဒီအနီးနားမှာအခြားသောဒါတရုတ်နဲ့ပတ်သက်တဲ့အဆောက်အဦတွေလမ်းဖြန့်ပြီးတော့လုံခြုံရေးတွေတင်းတင်းကြပ်ကြပ်လှုပ်ဆောင်နေတဲ့အချိန်မှာနောက်ထပ်ဖီနန်ပြည်သူတွေကတရုတ်ပိုင်အထယ်ချုပ်စိတ်ယုံ6လုံးကိုတပြိုင်တည်းမိရှို့လိုက်ပါတယ်။ဟုတ်ပြီအဲ့ဒီမိရှို့လိုက်တဲ့နောက်ပိုင်းတွေမှာတရုတ်ကတော်တော်လေးကိုပြရာခတ်သွားပါတယ် သူတို့ရဲ့အကျိုးစီးပွားထိပါပြီဒါပေမဲ့အဲ့ဒီမြေပိုင်နက်ကဗီယက်နမ်ပြည်သူတွေပိုင်တဲ့ဗီယက်နမ်အရိယာဗီယက်နမ်မြေပေါ်မှာဗီယက်နမ်ပြည်သူတွေလှုပ်ဆောင်သွားတဲ့အချက်ပါတစ်ဆက်တည်းမှာပဲတရုတ်ပိုင်တွေဖြစ်တဲ့တမောကျင့်တွေဓာတုဗီရဆက်ယုံတွေစေဝါဆက်ယုံတွေအထက်ကျုပ်ဆက်ယုံတွေအကုန်လုံးကိုဗီယက်နမ်ပြည်သူတွေ တစ်မျိုးပြီးတစ်မျိုးတစ်ခုပြီးတစ်ခုပညာတွေဇက်တိုက်ပေးလိုက်ပါတယ်ဆရောအရန်ကိုအင်အားကြီးပါတယ်သူတို့နှစ်ပါးချိုးကျွန်တော်တို့နှစ်ပါးချိုးကိုလွယ်လွယ်ကူကူထိုးလို့ရတယ်လို့တွက်ချက်ထားတဲ့တကယ်ဆူပါပါဝါအင်အားကြီးတယောင်အင်အားကြီးနေတဲ့သူတို့ရဲ့အာနာဇက်အောက်မှကျွန်တော်တို့ရဲ့လူသားတွေကို စေလိုရာစေခိုင်းနိုင်တဲ့အခြေအနေတိခံယူထားတဲ့ကောင်တွေကပါဇက်ပေါက်ပိတ်သွားခဲ့အောင်ပါဒါဟာဖီနန်ပြည်သူတွေရဲ့အောင်ပွဲပါဒါလေးကိုကျွန်တော်ရဲ့မိဘတွေကိုတဖန်ပြန်ပြီးတော့တင်ပြပေးနေတာကကျွန်တော်နိုင်ငံအတွင်းမှာလက်ရှိဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေဟာထပ်တူကြနေပါတယ်ဒါကလက်နက်မဲ့ပြည်သူတွေရဲ့တုံ့ပြန်မှု လက်နဲ့မဲ့ပြည်သူတွေရဲ့ဒါတရုတ်ပါဇက်ပိတ်သွားအောင်တရုတ်လုံးချက်တွေရတန်သွားအောင်တရုတ်ဗီနန်ပြည်သူတွေကိုကြောက်လန့်သွားအောင်လှုပ်ဆောင်ခဲ့တဲ့တာရကတစ်ခုဖြစ်ပါတယ်။ဟုတ်ပြီဒီနေ့မှာတော့ China Red House ဆိုတဲ့အတန်တွေကျွန်တော်ပြည်သူတွေကြားထဲမှာထုတ်ထွက်နေကြပါတယ်။မှန်ပါတယ်ဒါပြည်သူအားလုံးရဲ့အတန်ဖြစ်ပါတယ်။ဆိုတော့ တရုတ်တွေဟာသူတို့ရဲ့လုပ်ရက်တွေကိုရက်တန့်သွားမှလဲမဟုတ်ဘူးဆိုတာကိုဒီကနေ့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်ရဲ့မိဘတွေလည်းထင်မြင်ယူဆပြီးဖြစ်ပါလိမ့်မယ်ဆိုတော့တရုတ်တွေထွက်သွားဖို့ကျွန်တော်တို့ဘလူမျိုးအခြေအနေမျိုးမှာပဲတရုတ်တန်ရုံးရှိမှဆန္ဒပြပြနောက်ဆုံးတရုတ်နိုင်ငံအแทထိသွားပြီးတော့ဆန္ဒပြတည်ပဲဖြစ်ဖြစ်တရုတ်တန်ရုံးပိုင် post တွေပေါ့ဗျာအဲလူမှုကွန်ရက် social စာမျက်နှာပေါ်မှာ website တွေမှာဘလို့အချင်းလေးမျိုးမှာပဲကျွန်တော်တို့သူတို့ကိုစန့်ကျင်ကြောင်း comment တော်လကောင်းအေးသားတော်လကောင်းကျွန်တော်တို့ဘလို့ပဲ video file တွေလုံးလုံးသူတို့ကရက်တန့်သွားမှာမဟုတ်ဘူးနောက်တစ်ခုသူတို့ကထွက်သွားမှာမဟုတ်ဘူးဒါဟာစိနာတရုတ်တာကောကြီးတွေကျွန်တော်တို့ပြည်သူကိုကောက်ရိုးမီ ျွန်တော်ပြည်သူကို short တော့နေတာဆိုတော့ဒီအချိန်မှာကျွန်တော်ပြည်သူနဲ့ကျွန်တော်လူငယ်တွေထပ်တူကြဖို့အရေးကြီးပါတယ်ဟုတ်ပြီတရုတ်တန်ယုံရဲ့ထုတ်ပြန်ချက်တွေမှာထောင်နဲ့ချီတဲ့ comment တွေတရုတ်ကိုစန့်ကျင်ကြောင်းတရုတ်ကိုလက်မခံကြောင်းအရေးအသားတွေမြောက်များစွာဒီကနေ့ကျွန်တော်တို့တွေ့ရပါတယ်လာရှုမျိုးကိုအချမ်းပတ်စစ်ခွေးတက်ကို လက်ထဲကိုသွားအပ်ပြီးတော့ငញ្ញံကြီးဆိုတဲ့ခေါင်းစဉ်နဲ့သူတို့ကဝင်ရောက်ပြီးတော့ကုညီပေးတဲ့အောင်ပြောလိုက်တဲ့အချိန်မှာကျွန်တော်ပြည်သူတရလုံးကဒေါသအိုးပောက်ကွဲခဲ့တာပါဟုတ်ပြီဒါကြောင့်လည်းပဲပြင်းထန်နဲ့အပြစ်တင်ရှုတ်ချတဲ့ comment တွေကိုဒီတရုတ်တန်ရှုံးရဲ့ post တွေမှာအများအပြားထောင်နဲ့ချီပြီးတော့ကျွန်တော်တို့တွေ့လိုက်ရတာဖြစ်တယ်ဟုတ်ပြီဆိုတော့ဒီအချိန်တွေမှာ ကျွန်တော်တို့ပြည်သူတွေဟာခွင်းလွတ်လို့မရတဲ့အမားတွေကိုတရုတ်လုံဆောင်နေပါတယ်လို့ချိန်ပန်များစွာ ပြောနေပေမဲ့တရုတ်ကျွန်တော်တို့ပြည်သူတွေပြောတဲ့စကားကိုလက်ခံလို့လားနားထောင်လို့လားသူတို့ကျွန်တော်ပြည်သူကိုအရန်ရှော့တွေ့တယ်ဆိုတော့ဒါကြောင့်ချင်းမောင်ဟင်းနဲ့ဝတ်သားဟင်းနဲ့လဲကျင်တပါဆိုရင် သူတွေတေချာပေါက်လဲရမှာဖြစ်တယ်ကျွန်တော်တို့မလုံနိုင်တာဘာတစ်ခုမှမရှိဘူးနှပေါင်းများစွာ နိုင်ငံကဆင့်တက်ဆင်ခဲ့ပါတယ်ဆိုတဲ့ကမ္ဘာအဆင့်မီ standard army ကြီးတော်မှဘလို့အခြေအနေမျိုးခေါင်းငိုက်စိုက်ခဲ့ရလဲပြီးတော့တမိုင်းကြာဆိုရင်အဆက်ဆက်မှာတစ်ခါမှမမဆုံးရှုံးခဲ့ဘူးရဲ့စည်အခြေအနေတွေပြီးတော့သူတို့ရဲ့အားကိုးရပါတယ်ဆိုတော့ တကယ်ဖိတ်တန်းအရာရှိတွေတောင်မှကျွန်တော်ပြည်သူအရှိမဒူးတော့အရှုံးပေးအညံ့ခံအသေးခံခဲ့ရတာတွေအများကြီးကျွန်တော်တို့တက်တည်ပြပြီးပါပြီဒါကိုလည်းပဲထပ်မံတက်တည်ပြဖို့အတွက်အခုအချိန်ရောက်ပါပြီဟုတ်ပြီစေရအရကြည့်မယ်ဆိုရင်လေတိုက်လေရှင်တွေလေရင်စီးတွေနဲ့ဒုံးတွေအပါအဝင်ကျွန်တော်တို့ပြည်သူကို နေစဉ်ရက်ဆက်တက်ဖြတ်ဖို့အတွက် ဘုံသီးတွေကိုလည်းပဲအခုညီပေးနေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်သလိုကျွန်တော်ပြည်သူနဲ့ကျွန်တော်တို့နိုင်ငံတစ်ခုလုံးရစရာမရှိ ခလင်းငယ်တွေပါအကျံအစားစီစုတ်ပြတ်တက်သွားတဲ့အချိန်နေထိကျွန်တော်တို့တွေတည်ဆုံးမှုမြောက်များစွာ ဖြစ်စေဖို့သူရဲ့ဒါပညာရှင်တွေဥပမာဒုံနီးပညာရှင်တွေပြီးတော့ သူတို့ကို၌အကြံဖတ်စစ်ခွေးတက်ကိုလာရောက်ပြီးတော့သင်တန်းပို့ချတဲ့အခြေအနေတွေဟာလေကျောင်းမိဘတွေတွေ့ရှိခဲ့ပြီးဖြစ်ပါလိမ့်မယ်။ဟုတ်ပြီ။နောက်တစ်ကျွန်တော်တို့ထပ်ပြီးတော့သတိပြုရမှာကကျွန်တော်တော်လန်ဒေါ်တဖွဲ့ဝင်တွေရဲ့လက်နက်ခဲယံရိတ်ခါမိကြောက်တွေကိုလည်းပဲကျွန်တော်တို့ရှမ်းမြောက်ဒေသမှာဆက်ဆက်ပြီးတော့ဆက်လက်ပြီးတော့သူတို့တွေဖြတ်သွားဖို့အခြေအနေတွေလည်း ရှိကောင်းရှိလာနိုင်တယ်ဒါတွေကလည်းဖြစ်လာနိုင်ကြီးရှိပါတယ်ဆိုတော့မာအလာသူ့ရဲ့အာနာတဆိုးရှိဖို့နဖားချိုးထိုးခံပြီးတော့တရုတ်ကိုအမ်ကျွန်တော်စကားနည်းနည်းလေးချမ်းသွားမှဆိုလို့ပါကျွန်တော်ပြီးပါတယ်တရုတ်ပဲလှည့်ပြီးတော့တရုတ်လှုပ်ချင်တာလှုပ်ညလုံးမှိတ် ခေါင်းညိတ်ပြီးတော့နေတဲ့កောင်မျိုးကိုပဲသူတို့ကလိုချင်တာဒါကြောင့်လည်းပဲကျွန်တော်တို့ပြည်သူကိုတက်ဖြတ်ဖို့အတွက်သူတို့တွေကုညီခဲ့တယ်ဆိုတာလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဟုတ်ပြီဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ပြည်သူလူလူတရက်လုံးရဲ့အကျိုးစီးပွားဖြစ်စည်းခံရတာဘာကြောင့်သူတို့ရဲ့အကျိုးစီးပွားအခုအချိန်ထိရှင်သန်နေရသေးတာလဲကျွန်တော်တို့နိုင်ငံအတွင်းထဲမှာကျွန်တော်တို့ စစ်စင်ရေးတွေပြီးပူပေါင်းလှုပ်ဆောင်မှုတွေကျွန်တော်လှုပ်ဆောင်ခဲ့တဲ့ဒါတိုက်ပွဲတွေမှာကျွန်တော်ပြည်သူနဲ့ကျွန်တော်တို့လူငယ်တပ်ဖွဲ့ဝင်တွေမညံ့ဖင်းခဲ့ဘူးဆိုတဲ့တသက်အများကြီးကိုလည်းပြသခဲ့ပြီးဖြစ်တယ်ဆိုတော့နိုင်ငံတကာပတ်ပြီးတော့စစ်ပညာတွေသင်ကြားခဲ့တဲ့ကောင်တွေတောင်မှတူမီနဲ့စခဲ့တဲ့ဒီတော်လန်ရေးမှာခွေးလူဝက်လူပြေးပြီးတော့လူမြင်မကောင်းအောင်အောင်မှ တည်ခဲ့ရတဲ့အခြေအနေမျိုးမှာထပ်မံပြီးတော့ကျွန်တော်တို့မလုံပြနိုင်စရာမရှိပါဘူးဟုတ်ပြီတခုရှိတာကဒီလုံဆောင်ရမယ်ကိစ္စအတွေမှာဘသူလုံလို့လုံမှန်းမသိအောင်ပေါ်ဆောင်သွားဖို့အရေးကြီးပါတယ်ဆိုတော့ဒါဟာသူများအကျိုးစီးပွားကို ဖြက်စီးလို့တဲ့ဆန္ဒကြောင့်မဟုတ်ဘူးကျွန်တော်တို့နိုင်ငံကို ထိပါလာတဲ့ကျွန်တော်တို့နိုင်ငံအတွင်းကကျွန်တော်တို့ပြည်သူကိုပါ ထိပါလာတယ်နောက်ဆုံးမှာသိစေနိုင်တဲ့အခြေအနေထိသူရဲ့ဒါလက်မဲကြီးတွေရဲ့လုပ်ရက်တွေကြောင့်ကျွန်တော်တို့ပြန်ပြီးတော့တုံ့ပြန်ရမယ်မဖြစ်မနေလှုပ်ဆောင်ရမယ်လုပ်ရက်ဖြစ်တယ်လို့ကျွန်တော်ရဲ့ဒါတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေကိုအတိပေးနှိုးဆော်ခြင်းပါတယ် ဟုတ်မယ်လုံမယ်ဆိုရင်လည်းပဲကျွန်တော်တို့မတိတတိလုံလို့မရဘူးပြီးတော့တယောက်တစ်ပေါက်လုံလို့မရဘူးတိတိမီမီနဲ့တယောက်ရဲ့အပေါက်မှန်သမျှအကုန်လုံးပိတ်သွားအောင်လုပ်ရမှာဖြစ်တယ်လက်ရှိအကြမ်းဖက်စစ်ခွေးတက်ကိုမင်းတို့ကူညီနေမယ်မင်းတို့ဆက်ပြီးတော့ဂျုံကန်ပေးနေအောင်မယ်ဆိုရင်ကျွန်တော်တို့ပြည်သူရဲ့ရန်သူအဖြစ် အဆက်ဆံခံရနေပြီဆိုတာကိုကျွန်တော်တို့ထိရောက်စွာပြသဖို့အရေးကြီးပါတယ်။ဒါကိုကျွန်တော်တို့အားလုံးပူးပေါင်းဆောင်ရွက်လုပ်ကံရမှာ ဖြစ်တယ်။အကျိုးစီးပွားကို ထိခိုက်လာလို့သူတို့တရုတ်တက်ကြီးတခုလို့ကျွန်တော်နိုင်ငံတည်းကိုဝင်ရဲလို့လား။ကျွန်တော်အားလုံးမှာအဖြေရှိတယ်။ကျွန်တော်တို့ဒီအပိုင်းတွေမှာတရုတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်စဉ်းစားတွေ့မှာပါကျွန်တော်တို့လူငယ်တွေနဲ့တွေ့မှာပါ ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေပါဖို့အရေးကြီးတယ်ကျွန်တော်ပြည်သူကလည်းအမြဲတမ်းပါဝင်နေဆိုရလဲကျွန်တော်ယုံကြည်ပါတယ်ဟုတ်ပြီဒါကြောင့်သူတို့ရဲ့အချိုးစည်းပွားကိုထိခိုက်တယ်သူတို့တက်တက်လုံးချင်းနာရဲ့အင်အားကြီးပါလေဆိုတော့တက်ကြီးကျွန်တော်တို့နိုင်ငံအတွဲဝင်ဝင်လာရဲလာဝင်လာရဲဝင်လာခဲ့ပေါ့အခုချိန်ဒီမှာသူတို့ကကျွန်တော်တို့နိုင်ငံရဲ့ငြိမ်းချမ်းရေးငြိမ်းချမ်းရေးငြိမ်းချမ်းရေးဆိုတဲ့စကားကိုနှုတ်ဖျားကမချပဲနဲ့ နေတိုင်းဘုံကျဲတက်ဖြတ်နေတဲ့ကောင်းကြီးအပြစ်ခတ်ရက်ပါတယ်ဆိုပြီးတော့ပါဇက်ကပေါ့လို့ပဲစားပြောပြီးတော့တကယ်လက်တွေ့အခြေအနေမှာကျွန်တော်ပြည်သူကိုနေတိုင်းတက်ဖြတ်နေတာကိုအဲ့ဒီကောင်းကြီးမသိလို့လည်းမဟုတ်ဘူးဒါပေမဲ့လည်းပဲငိမ့်ညာရေးဆိုတဲ့ခေါင်းစဉ်နဲ့ပဲကျွန်တော်တို့ပြည်သူတွေကိုတက်ဖြတ်နေလို့ကျွန်တော်တို့ရဲ့အကျိုးစီးပွားကိုလည်းရစရာမရှိအောင်ဖျက်ဆီးနေတာကျွန်တော်မြင်ပါတယ်နေ့စဉ်တွေ့ရမှာဖြစ်တယ် ဟုတ်ပြီဒါဆိုရင်တော့လက်ရှိအခြေအနေမှာတရုတ်ရဲ့တရုတ်အစိုးရရဲ့ညနေဖုန်းနေဟွာကြသွားပြီကျွန်တော်ရင်မိပါ ကျွန်တော်ဘာမှသူတို့ကိုရှင်းပြစရာအကြောင်းလည်းမလိုဘူးကျွန်တော်သူတို့သူတို့ကိုအတနာခံစရာလည်းမလိုဘူးကျွန်တော်တို့ဟာကျွန်တော်တို့ပိုင်နေကျွန်တော်တို့ညီပုံမှာကျွန်တော်တို့ရေပုံမှာကျွန်တော်တို့နေတာကျွန်တော်တို့နိုင်ငံအတွင်းထဲမှာလုံလောက်တဲ့စိုက်ပျိုးမွေးမြူရေးတွေရှိပြီးသားကျွန်တော်နိုင်ငံအတွင်းမှာလုံလောက်တဲ့သဘာဝတန်စရာအရင်းမြစ်ရှိပြီးသား ဘယ်နိုင်ငံကိုမှကျွန်တော်တို့ဒါအမိတဲပြုတ်ပြီးတော့ယက်တီစရာအခြေအနေကိုမရှိခဲ့တာဒါပေမဲ့လည်းပဲကျွန်တော်တို့နိုင်ငံလက်ရှိဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေနဲ့နိုင်ငံကြီးဘုံဘုံပြိုလဲပြီးတော့ကျွန်တော်တို့မိသားစုတွေအကုန်လုံးကျွန်တော်နိုင်ငံအတွင်းထဲမှာစာဝတ်နေရေးကိုတော့မှခက်ခဲစွာ ရုန်းကန်နေရတဲ့အခြေအနေဇိုးတိရောက်သွားအောင်လုပ်ခဲ့တဲ့အကလည်းအာနာရှင်ပုစုရဲ့နှစ်ပေါင်းများစွာလုပ်ခဲ့ ဒါတွေကလည်းကျွန်တော်မိဘတွေသိရှိပြီးသားဆိုတော့ဒီအချိန်မှာကျွန်တော်ပြက်ပြက်သားသားလှုပ်ဆောင်ရပါမယ်ဆိုတော့သူတို့ဟာပြည်တွင်းငင်းညာကြီးဆိုတဲ့ကောင်းစဉ်မျိုးနဲ့ချိန်မှန်များစွာစကားပြောဝင်ရောက်လာတာဟာကျွန်တော်တို့ပြည်သူအတွက်မဟုတ်ဘူးဆိုတာကိုလည်းကျွန်တော်တွေ့ရမှာဖြစ်ဟုတ်ပြီကျွန်တော်တို့ပြည်သူအတွက်ဆိုရင်ကျွန်တော်ကို၌လည်းဘာမှပြောစရာမရှိဘူးကျွန်တော်တို့ပြည်သူတွေအခုဆုံးဆုံးနေရတာလေ ကျွန်တော်ပြည်သူတွေခံစားနေရတာပြီးတော့ကျွန်တော် clean ရဲ့တွေအနာဂတ်ဘာတစ်ခုမှရစရာမရှိတော့တဲ့အခြေအနေဒါကြောင့်ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့စကားငြိမ်းချမ်းရေးငြိမ်းချမ်းရေးဆိုတဲ့စကားတွေကကျွန်တော်တို့နားထဲမှာတော်တော်လေးကိုကားတိသွားပြီဟုတ်ပြီနိုင်ငံတကာရဲ့အမြင်မှာသူတို့ရဲ့လုပ်ရဟာကျွန်တော်အရှိမပြောတဲ့ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ပဲသူတို့တွေကကလပံထိုးနေကြတာဖြစ်တယ်။ဒါကြောင့်လက်ရှိသူတို့တွေက US နဲ့ကုန်သွယ်ရေးတိုက်ပွဲတွေကိုလည်းဆင်နွှဲနေရတယ်။အရန်ပြင်းနေတော့ကျွန်တော်ရင်ပြ။ခါတရန်စေးတိုက်ပွဲကမထင်မှတ်လောက်ခေါင်းခဲစေတယ်။ခေါင်းစားတယ်ပေါ့ဗျာ။နိုင်ငံတနိုင်ငံနဲ့တနိုင်ငံတနက်ကြီးမဖောက်ခွဲနဲ့အလဲထိုးနေတာ။ဆိုတော့ American ဘက်ကလည်းပဲ အကုံသွဲမှုတွေအခွန်စစ်ချက်တဲ့အခြေအနေတွေတစ်ခုပြီးခုတရစ်ပြီးတရစ်ကျစ်သွားတာတယုတ်အလုတ်ကမှတန်းနဲ့ချီပြီးတော့အလုတ်လက်မဲ့ဖြစ်သွားတဲ့အခြေအနေမျိုးထိကြောက်သွားတယ်ပြီးတော့တယုတ်ကနေပြီးတော့တင်သွေးမဲ့ပစ္စည်းတွေအကုန်လုံးမိုက်ပုံတဲ့အထိရောက်သွားမဲ့အခြေအနေမျိုးထိကိုတယုတ်ဒီစီးပွားရေးလုပ်ငန်းရှင်တွေဂျုံဂျုံလဲကြပါကျွန်တော်ညီပါနေ့စဉ်နိုင်ငံကသတင်းတွေမှာ တရုတ်ထိုးနဲ့ခံရတာဆိုတော့ကျွန်တော်တို့ဒီအခြေအနေပြီးတော့ကုန်းတယ်ရေးတိုက်ပွဲအခြေအနေမှာတရုတ်ခေါင်းခဲနေတဲ့အချိန်ဟာကျွန်တော်တို့အတွက်အခွင့်အရေးဖြစ်တယ်မိုးရွာတုံးကြီးခံကြရမယ်ကျွန်တော်ယူပါတိကျပေါ့ချမောင်ဟင်းနဲ့ဝတားဟင်းနဲ့လဲရမှာ နေစုံချမောင်ဟင်းမကြွေးချင်ရင်ကျွန်တော်တို့ငပိရင်နဲ့ဝသားဟင်းနဲ့လဲမယ်အခုလက်ရှိတရုတ်စီးပွားရေးလုပ်နေတဲ့နေရာဒေသတွေကိုကြည့်မယ်ဆိုရင်ဘယ်သူပိုင်နေတယ်မှာကျွန်တော်တို့တရုတ်နိုင်ငံမှာစီးပွားရေးတော့မလုပ်ဘူးကျွန်တော်နိုင်ငံရဲ့တောင်ကိုပါဖြိုပြီးတော့ကျွန်တော်မြေကြီးတွေကိုပါမသွားတာကိုလည်းကျွန်တော်မိပါတယ်တွေ့မြင်ခဲ့ရပြီဖြစ်တယ် ဆိုတော့စပေးရှောင်းမယ်တေကပိုက်လိုင်းမှာပဲစပေးရှောင်းရမလို့ဝင်ရနေတော့ဘုံကျဲမခံချင်ရင်တေုတ်ကပိုက်လိုင်းမှာပဲယာယီတဲထိုးပြီးတော့သွားနေရမလို့လို့ဆိုတော့ဒီအချိန်တွေဒီကို ကျွန်တော်တို့ပြောင်းပြန်လှန်ရတော့ကျွန်တော်တို့တိကျတဲ့အခြေအနေတွေနဲ့တိကျတဲ့လုံဆောင်မှုတွေကို ပြပြသားသား လှုပ်ဆောင်ရမယ်အချိန်ဖြစ်တယ်။တရုတ်ဗဇက်တင်မဟုတ်ဘဲနဲ့ရှင်းမြအကုန်လုံးပိတ်သွားအောင်လှုပ်ရမယ်နေ့ဒီနေ့ကနေစပါတယ်။ဟုတ်ပြီ။နောက်တစ်ခုကျွန်တော်တင်ပြခြင်းစရာတစ်ခုရှိပါတယ်။ကျွန်တော်တို့တော်လန်ရေးတစ်ဖွဲ့ဝင်တွေမှာထော်လန်ရေးအားနည်းချက်ကိုကျွန်တော်လိလာသုံးသပ်မိပါတယ်။ဟုတ်ပြီကျွန်တော်တော်လန်ရေးမှလည်းပဲထော်လန်ရေးတပ်ဖွဲ့တွေထားရှိလို့ပါတယ် လက်ရှိအချိန်မှာကျွန်တော်တို့ပြည်သူတွေဘုန်းကြီးเจ้าတွေကျွန်တော်တို့ဒါချို့သောเจ้าငံဖရားတွေအပါဝင်ရွာတွင်းတဲ့အထိ location နေအတိအကျလက်တီချုလောင်တီချုတွေပါပေးပြီးတော့ point degree အညှိုးနေတဲ့ဘုံကျဲဖို့အတွက်ပေးနေတာကဘသူတွေလဲကျွန်တော်တပွဲဝင်နေစုံသမ်းမှုလိုတယ်ကျွန်တော်တပွဲဝင်တွေကလည်းပြည်သူနဲ့ပူးပေါင်းပြီးတော့ထောက်လှမ်းရေးအဖွဲ့တွေဖွဲ့ဖို့လေလိုတယ် ကျွန်တော်တို့ပြည်သူနဲ့အတူထပ်ပြီးတော့ကျွန်တော်တို့ပူးပေါင်းရမှာဖြစ်တယ်ကျွန်တော်ပြည်သူကလည်းဒီနေ့အချိန်ထိကျွန်တော်တို့ကိုကူညီနေတာကလည်းဒီချက်ပို့ပြီးတော့ခိုင်မာတဲ့နေမြေဒေသခံတွေမှာကျွန်တော်တို့ပြည်သူတွေထပ်မံပူးပေါင်းနိုင်ဖို့အတွက်ကျွန်တော်တို့ပြည်သူထောက်လန်းရေးအဖွဲ့တွေထပ်မံဖွဲ့စည်းဖို့အရေးကြီးတယ်ဒါမှလည်းပဲအချိန်နဲ့တပြေးညီကျွန်တော်တို့သတင်းပေးနေတဲ့ဒလန်တချို့တွေကို ဖန်စီအေးအေးယူအပြစ်ပေးနိုင်မှာဖြစ်တယ်ဒါမှလည်းပဲကျွန်တော်ပြည်သူတွေကိုဘုံကျဲတပြတ်မှုအချို့တွေကိုရှောင်လွှဲနိုင်မယ်လို့တော့ကျွန်တော်တော့ညွှန်လင်းမိပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာတင်ပြခဲ့တဲ့အကြောင်းအရာတွေဟာတရုတ်ဗစက်ပေါက်ပိတ်သွားအောင်လုပ်ရမယ့်အချိန်ဒီအချိန်ကစပါပြီပြီးတော့တစ်ဖက်မှာလည်းပဲအချမ်းမဖက်စစ်ခွေးတက်ရဲ့ ကပ္ပစပစ္စည်းစယုံမှန်သမျှကိုကျွန်တော်တို့စည်ရေးပြမှန်တေချာပေါ့လောက်အောင်ဖြစ်တယ်ဆိုတော့ကပ္ပစပစ္စည်းစယုံတွေကိုကြည့်မယ်ဆိုရင်ရန်ကုန်နေပြီးတော့ပကိုးမကွေးမှာပဲအခြေစိုက်တာကိုတွေ့ရမှာဘာကြောင့်တို့အဲ့ဒီနေရာမှာပဲအခြေစိုက်တာလဲအိယာကိုတက်ဖွဲ့ဝင်နေတိုင်းသားနေနေမှာဘာကြောင့်အခြေစိုက်တာလဲအဲ့ဒီကောင်လည်းငကိုတွေကတွတ်ထားတယ်ဘလောက်ထိကိုတောင်တွေကလည်းပြင်ဆင်ထားတယ်ဆိုတော့အိယာကိုတက်ဖွဲ့ဝင်နေတိုင်းသားနေနေတွင်မှာ ကပ္ပစာစိတ်စိတ်ုံနေသွားစောက်မယ်ဆိုရင်တစ်ချိန်ကျရင်သူတို့အသိခံရမှာဒီကောင်နေတိငါတို့တစ်ချိန်မှာအီယာအိုတွေနေမြေစိုးမှုတွေအီယာအိုတွေနေမြေခွဲမှုတွေဖြစ်လာခဲ့ရင်ဆိုရဲ plan တွေနဲ့အတွေးတွေနဲ့သူတို့ရဲ့ဒီကပ္ပစာပစ္စည်းစိတ်ုံအခြေစိုက်တဲ့တကယ့်နေရာကြီးတွေကိုပြီးမှနေရာမှာပဲလုဆောင်ခဲ့ကြတယ်ဆိုတော့အခုစစ်စင်ရတောင်ပေါ်မြေပြန့်မခွဲခြားပဲနဲ့တနိုင်ငံလုံးမှာရှိတယ် အကြမ်းမဖက်စစ်ခွေးတက်ကိုဒါမြစ်ပြတ်ချေမိုးရမယ်စစ်စင်ရေးဖြစ်သလိုသူ့ရဲ့အနောက်မှာနဖားကြိုးထိုးပြီးတော့ကြိုးကင်နေတဲ့သူတွေကိုလည်းပဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြည်သူလူထုတရက်လုံးကိုထိတ်လန့်ကြောက်ရွံ့သွားအောင်ကျွန်တော်တို့လှုပ်ဆောင်ရမယ့်အချိန်ရောက်ပြီဖြစ်တဲ့အကြောင်းတင်ပြခြင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပါရစေ။နောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပို့ကောင်းကျွန်တော်စူးစမ်းပေးပါမယ်။ ။တနပေးစပေးကပေးကြောင်းနေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတယ်မိဘပြည်သူတအူးချင်းစီတိုင်းပြည်ရနေကင်းရှင်းပါကြောင်းလေးလေးနဲ့စူတောင်းရှင်းနေကျွန်တော်ရေပေါ်ရှမ်းလိုက်ပါ။